အကျွန်တော်ကမိဘကိုတကယ်ကိုကျွန်တော်လက်ထက်မှာဘာမှလုပ်စရာမလိုဘဲနဲ့ဟိုတင်းတောင်းတင်းနေနဲ့ကျွန်တော်ရှာကြွေးခြင်းနဲ့စိတ်ကလေးကငငယ်လေးတွေရရှိရယ်ဒါပေမဲ့ဟိုတဖြည်းဖြည်းနဲ့တော့စ조사ရတာပေါ့နော်အခက်ခဲတွေအများကြီးလဲကြော်ဖြတ်ခဲ့ရဖြစ်တဲ့အတွက်ကြောင့်မလို့အာအမှန်တမ်းပြောလို့ရှိရင်မိမေရောဖဖေရောတိုက်အားကိုမှအခက်ခဲတဲ့ဘဝကနေလာခဲ့ရဆိုလဲမမအိုးရှိုင်းငယ်တော့ဆိုလို့ရှိရင်လဲတော်တော်မှမပြည့်စုံတဲ့တဲကိုပါတယ်အဲ့တော့အရန်ခက်ခဲတာပေါ့နော် ဘယ်လောက်ထိခက်ခဲလဲဆိုလို့ရှိရင်အဲ့လိုမျိုးပစ္စည်းတွေပေါင်းနှံအဲ့လိုမျိုးဘာညာအဲ့လိုမျိုးအထီကိုပေါ့နော်ဒါမဆက်တန်းဝင်ခံရလို့ကျအဲ့လိုအခြေအနေကကိုဒါစခဲ့ရဖြစ်တဲ့အတွက်ကြောင့်မို့ဒါပေမဲ့တချမ်းမှာဖေဖေရောမိမိရောစိတ်တက်လုံးဝမကြသွားဘူးကျွန်တော်တို့ဒါဆနလရာဒီရဲ့တရင်ကျုတ်လာပြည်နေပေါ့နော်တရင်ကျုတ်ခါသမယလေးမှာအခုလိုမျိုးစိန်နှန်းတော်နဲ့အတူတူခြေရတဲ့ သူတွေနဲ့တွေ့ဆုံရတဲ့ဒီပွဲလေးမှာဆိုလို့ချင်းတကယ်ကိုအရန်ဝမ်းတာပြီးတော့မှပျော်ရွှင်ရတယ်တကယ်ကိုစက်တီမင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ဆိုလို့ချင်းမမားပါဘူးဒါကြောင့်မလို့ဒီနေ့မှာဆိုလို့ချင်းလည်းပျော်စရာအမတ်တရရင်းနဲ့အတူတူဒီနေ့စိတ်ရွှင်နာဇေယံပွဲတော်ကြီးမှာအားလုံးနဲ့အတူတူချစ်ခင်စွာနဲ့ဆုံးဖြတ်ကြပါပါဟုတ်ဖေဖေနဲ့မေမေကတော့ဒါဒီသတင်းကျုပ်ကာလာမှာမဟုတ်ဘူးမိဘနှစ်ပါးဆိုတော့ကျွန်တော်ညတိုင်းကြော့ပြီးအိတ်နေကြ ဲ့တော့ဟိုဒီသတင်းကြော DDR တဲကြမှာကိုမိဘကိုကရောရမှာတော့မဟုတ်ဘူးပေါ့နော်ဒါနေ့စဉ်နေ့စဉ်နေတိုင်းဒါမိဘဆိုတာဖះနဲ့တကိုင်းနဲ့ထားဖြစ်တဲ့အတွက်ကြောင့်မလို့နေ့တိုင်းကရောတယ်နေ့တိုင်းဥထိတ်ထားတယ်အာအဲအကြောင်းမလို့လေအခုလိုမျိုးဒါပြည်သက်တည်းချစ်ချင်းမြတ်တာရရှိရလို့လည်းထင်ပါတယ်ဟုတ်ဒါကျွန်တော်ကမိဘကိုတကယ်ကို ကျွန်တော်လက်ထက်မှာဘာမှလုပ်เสียရမလို့ပဲနဲ့ဟိုတင်းတောင်းတင်းနေနဲ့ကျွန်တော်ရှာကျွေးခြင်းနဲ့စိတ်ကလေးကငငယ်လေးရရှိရဲဒါပေမဲ့ ဟိုတဖြည်းဖြည်းနဲ့တော့စ조사ရတာပေါ့နော်ခက်ခဲတွေအများကြီးလဲကြော်ဖြတ်ခဲ့ရဖြစ်တဲ့အတွက်ကြောင့်မလို့အာအမှန်တမ်းပြောလို့ရှိရင်မိမေရောဖေဖေရောတိုက်အားကိုမှခက်ခဲတဲ့ဘဝကနေလာခဲ့ရဆိုလဲမမာဟိုဆွေမျိုးသားချင်းတွေထဲမှာရောကိုယ့်ရဲ့ဒီမိမိမိဘဆွေမျိုးတွေချင်းချင်းမှာပေါ့ဗောနော်အဲ့လိုမျိုးအစင်မပြေမှုပေါင်းများစွာကနေမှဒီနှစ်ယောက်ဘဝကိုတိဆောက်ထားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ရှိုင်းငယ်တော့ဆိုလို့ရှိရင်လဲတော်တော်မှမပြေစုံတဲ့တဲကိုပါတယ်အဲ့တော့အရန်ခက်ခဲတာဗောနော် ဘယ်လောက်ထိခက်ခဲလဲဆိုလို့ရှိရင်အဲ့လိုမျိုးပစ္စည်းတွေပေါင်းနှံအဲ့လိုမျိုးဘာညာအဲ့လိုမျိုးအထီကိုပေါ့နော်ဒါမဆက်တန်းဝင်ခံရလို့ကျအဲ့လိုအခြေအနေကကိုဒါစခဲ့ရဖြစ်တဲ့အတွက်ကြောင့်မို့ဒါပေမဲ့တချမ်းမှာဖေဖေရောမိမိရောစိတ်တက်လုံးဝမကြသွားဘူးသူတို့တာသမီအတွက်ကိုဒါအကောင်းဆုံးရက်တည်ရမယ်သူတို့ရှေ့ဆက်ပြီးတော့အများကြီးဒါကလေးတွေကိုပံ့ပိုးရမယ်ဆိုတဲ့စိတ်ကိုသူတို့မွေးထားဖြစ်တဲ့အတွက်ကြောင့်မို့ပညာရေးရအစလုံးဝစုံကန်းတိုင်အောင်ရှိုင်းကိုတင်ပေးတယ်ရှိုင်းကိုဖွေရပညာတဲ့တယောက်ဖြစ်အောင်လို့လဲဒါမြေတောင်မြောက်ပေးနိုင်ခဲ့ပြီ အဲ့ဒါကြောင့်မလို့လဲရှာရင်တကယ်ကိုမိဘနှစ်ပါးကိုလည်းဒီနေရာကနေပြီးတော့ထပ်ပြီးတော့ရှစ်ခိုးကြတော့ပါတယ်လို့တားကိုအခုလိုမျိုးလေးမွေးထုတ်ပေးထားတဲ့အတွက်အာမွေးကျေးဇူးလည်းပြန်ဆက်ခွင့်ရခြင်းပါအဓိကတော့အမိဘကျေးဇူးပြန်ဆက်ခွင့်ရခြင်းတာပါတချို့တွေကြတော့ဆက်ချင်နိုင်လဲဆက်ခွင့်ရခြင်းမရတာလေအဲ့တော့ဆက်ခွင့်လည်းရခြင်းပါတယ်အခုလည်းအတက်နိုင်ဆုံးမွေးကျေးဇူးဆက်နေပါတယ်ဟုတ်ဒီတိဖြစ်တာဗောအမှန်တိုင်းပြောလို့ရှိရင်လေ မမေတို့ဖေဖေတို့ကဆူတောင်းလို့ရှိရင်အမြဲတမ်းကြဲကြဲမာမာနဲ့စိတ်ပျော်ရွှင်ပါစေလို့ပဲသူတို့ကဆူတောင်းမယ်ဘာလို့လဲဆိုတော့ဟိုကျမ်းမာကြီးကလည်းအဓိကရှိသဖြစ်တယ်လို့ဒီလုံးတွေကလည်းကျမ်းမာမှာလုံးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြီးရင်နောက်တစ်ခုစိတ်ပျော်နေမှလည်းဒီလိုအမှုပညာအလုပ်ကလည်းဒါကိုယ်အနေနဲ့ဟိုဘယ်လိုမလဲစူးစမ်းခြင်းစိတ်ဖြစ်တာဆိုတော့အဲ့အဲ့ဒါလေးပဲဆူတောင်းပေးရမေတို့ကနာယောဂကင်းဝေးပါစေကျမ်းမာပါစေအာစိတ်ချမ်းသာပါစေဖြစ်ရှင်တဲ့အရာတွေဖြစ်မြောက်ပါစေဆိုပြီးတော့အမြဲတမ်းပါအမြဲတမ်းဘေးကနေပြီးတော့ 跟我阿的比吧，也